ဂျဘုတ်ကင်စာမင်္ဂလာပါကုလူတို့အခုကျွန်တော်တင်ဆက်ပေးမှာကတော့ဇာယိဆရာတာယာမင်းဝေရဲ့ဂျဘုတ်ကင်စာဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ခါတော့က မြေရှင်ကြီးတယောက်ကအချွေရံနေနဲ့တောကစားထွက်ရင်အင်မတန်ကြီးမားတဲ့ခြုံရွေကြီးတစ်ခုကိုတွေ့ရတဲ့စိတ်ဝင်စားလှက်ပတ်ကြည့်ရင် तू ကမှတ်ချက်ချတယ်음ကြဖို့လို့လို့တော်တော်ကောင်းမဲ့နွယ်ပင်ကြီးတွေပဲအချွေရံနေရလေဝိုင်းထောက်ခံကြတယ်အဲ့ဒါနဲ့ပဲအသင့်တော်ဆုံးဖြစ်မဲ့နွယ်ပင်ကြီးတပင်ကိုခုတ်ပြီးကြဖို့လို့ကြတယ် မြေရှင်ကြီးဟာသူ့အိမ်ခန်းမထဲမှာအဲ့ဒီဂျပုကို ပီတိတွေနဲ့ဝှေ့ရမ်းရင်လက်တက်စမ်းကျင်နေတယ်။ဟေးတရင်ငါတယောက်ကိုသွားခေါ်စမ်းကွာ။တရင်ငါတယောက်ရောက်လာတဲ့အခါမှာမြေရှင်ကြီးကဂျပုကိုဝှေ့ရမ်းပြီးအမိတ်ပေးပါတယ်။တိုင်ကိုဖက်စမ်းကျွန်တော်ဘာပြစ်ရှိလို့လဲတိုင်ကိုဖက်ကိုဖတ်ထားစမ်းကွာ။မင်းကိုဂျိန်တန်း၃ချက်ပေးရမယ်။ဂျိန်စား ဂျပွန်နဲ့ပဲရိုက်မယ်အဲ့ဒီနောက်မှာမြေရှင်ကြီးဟာတိုင်ကိုဖတ်ထားတဲ့သရင်ငှားကိုဂျပွန်နဲ့အာပါတဲ့ရရိုက်ပါတော့တယ်နာလားအနာနာတယ်ခမအာပူနာတယ်ခမကဲနောက်ဆုံးချအအနာဆုံးပါပဲဗျသူတန်ခတ်မှုအဆုံးမှာတရင်ကနာကျင်မှုကိုကြိတ်မိခန်းစားရင်သူမရှင်းတာကိုထက်မိတယ် ကျွန်တော်မှဘာအပြစ်ရှိလို့လဲအခုတော့မရှိသေးပါဘူးကွာဒီနေ့နေမှာရှိလာနိုင်လို့ကြိုပြီးပြစ်ဒဏ်ချထားတာမင်းမနစ်နာပါဘူးတရင်ငါမြေရှင်ကြီးကိုစူးစူးရှက်ရှက်တစ်ချက်ကြည့်ပြီးပြန်သွားပါတယ်မြေရှင်ကြီးကဂျဘုတ်ရဲ့သူ့ရဲ့ရိုက်ချက်ရဲ့အားရနေတယ်ဒါပေမဲ့ပြန်ကနီးမှာတရင်ငါသူ့ကိုကြည့်သွားတဲ့အကြည့် စိတ်ထဲမှာတမျိုးခံစားရတယ်။နောက်ရက်တွေမှာအတန်ကြားရတော့တာပါပဲ။သူ့အချွေရည်ကလာတိုးတယ်။ဟိုသူရင်ကပြောနေတယ်။တွေ့ကြရလူကိုပြောတာ။သူ့မှာပြက်မှုတစ်ခုကျူးလွန်ဝင်ရှိပြီတဲ့။ပွာတာပဲတဲ့။မြေပန်းရှင်နေမြထိုင်မြဖြစ်သွားပါတယ်။ဥပဒေအကြံပေးကိုခေါ်တိုင်းမင်းနေ။ဟုတ်ပါတယ်။ သူ့မှာအခွင့်ရေးရှိနေပါတယ်။ငားရတဲ့အလွတ်ဆုံးတော့ကိုခေါ်မေးတယ်။ဒီသရင်ကအချင်းကြီးဘလို့ရှိလဲ။အခုထိတော့ तू ဘာမှမလုပ်သေးပါဘူး။ဒါပေမဲ့တခုခုတော့လုံမဲ့ပုံရှိပါတယ်။အကျန်းစီရှိတဲ့အပြုံမျိုးပြုံးနေတတ်တယ်။မြေရှင်ကြီးခမညာအတော်လေးစိတ်ကတိကောက်ဖြစ်ရပါတယ်။ဒါပေမဲ့သူ့လက်စော်မှုနဲ့ဆိုတော့ဘာမှမပြောတာဘူး။ အဲ့ဒီသရင်ငါကိုပဲလူဝင်အားသုံးပြီးစောင့်ကြည့်ခိုင်းနေရပါတယ်။သရင်ငါရဲ့မထီတီအပြုံးကိုလည်းသူမခံနိုင်ဘူး။တွေ့ကြစုံကြတဲ့အခါနေကောင်းပါစားခမညာဆိုပြီးသရင်ငါခါလီကိုင်းပြီးနှုတ်ဆက်တာကိုလည်းသူမသိငါဘူး။ခတ်တာကသရင်ငါလည်းတော်တော်နဲ့ဘာမှမလုပ်ဘူး။တခုခုလုံမယ်ဆိုတာကိုသိထားရတဲ့ ဘာမှမလုပ်သေးလို့စောင့်ကြည့်နေရတာကပင်ပန်းလှပါတယ်လုံမယ်ထင်ထားတဲ့အချိန်မှာမလုပ်ဘူးအဲ့ဒါဆိုမလုပ်ဘူးလို့ထင်ထားတဲ့အချိန်မှာ तू လုပ်လိမ့်မယ်အဲ့ဒီလိုလှဲ့တွင်းရင်မြေရှင်ကြီးအိတ်မပြောတော့ဘူးခွေးဟောင်းတန်းကြိုင်းလဲစိတ်ချောက်ချားတယ်ကြက်တွေဘဲတွေထားအောင်ရင်လဲလန့်နိုးတယ်စားလို့လည်းမဝင်ဘူးကျမ်းမာရေးဘူးအကြီးကျယ်ထိခိုက်လာ မတော်ကြီးကိုခေါ်ပြတော့မြေရှင်ကြီးရဲ့ဂျမ်းမာကြီးကစိတ်ပေါ်မူတည်နေတယ်။စိတ်ထောင်းလို့ကိုကြည်မဲ့ပုံစံမျိုးပေါ့။အဲ့ဒါနဲ့ပဲမြေရှင်ကြီးကသူ့ရဲ့ကိုရေးအရာရှိနဲ့တိုင်မင်းနေ။ကိုရေးအရာရှိကပြောတယ်။မထူးတော့ပါဘူးမြေရှင်ကြီးရဲ့နောက်ဆုံးနီလန်တလန်ပဲရှိတယ်။ဘာများလဲ။မြေရှင်ကြီးသူ့စီမှာဂျပွန်နဲ့ သုံးချက်ပြန်အရိုက်ခံလိုက်ပါအဲ့ဒါဆိုပွဲကပြီးသွားပြီမြေရှင်ကြီးဖို့အတုံခါခါတီးတီးနိုင်တဲ့အကြံပေးစကားပါပဲဒါပေမဲ့စစ်စစ်တွေးကြည့်တော့လေဒီနီးရပဲအကောင်းဆုံးလို့ဖြစ်နေတယ်အာရမသူခံစားနေရတဲ့စိတ်ဒုက္ခကျွတ်သွားမယ်နောက်ဆုံးကြတော့လေမြေရှင်ကြီးဟာအဲ့ဒီနီလန်းကိုပဲသုံးမှုအသေးနာနာနဲ့ဆုံးဖြတ်လိုက်ပါတယ် ်ဟေးတရင်ကောင်သွားခေါ်လိုက်စမ်းကွာတရင်ကရောက်လာတဲ့အခါမှာမြေရှင်ကြီးကဂျပုတ်ကိုကမ်းပေးတယ်။သူကတော့တိုင်ဖက်လိုက်ရင်မင်းကောင်ဂျပုတ်နဲ့ရိုက်စမ်းမြေရှင်ကြီးမှအပြစ်ရှိနေတယ်ထင်တယ်။ရိုက်ဆိုရိုက်စမ်းကွာအဲ့ဒီဂျပုတ်နဲ့တုံးချက်ရိုက်တရင်ကတိုင်ဖက်ထားတဲ့မြေရှင်ကြီးကိုဂျပုတ်နဲ့ အာဘာရီယာရိုက်ပါတော့တယ်ခန်းနာလာနာနာလိုက်တာလာပြီဒုတိယတစ်ချက်ခန်းအလိုလေးနာလာဗောဖြစ်ရှင်တော့တရင်ကနောက်ဆုံးရိုက်ချက်ကိုဆက်မရိုက်ဘူးသူ့လိုကာယလုံသားတယောက်ရဲ့ရိုက်ချက်ကိုမြေရှင်ကြီးလိုလူနုတယောက်ကမခံနိုင်ဘူးလေကျမ်းမာကြီးကလည်းမကောင်းလာဘူးမို့လားဆက်ရိုက်ရင် ေသွားနိုင်တယ်ကျွန်တော်သတ်ညာလိုက်ပါမယ်နောက်တစ်ချက်ကိုကြုံမှပဲလာရိုက်တော့မယ်မြေရှင်ကြီးကလည်းမျော့ပြီးကြံရစ်ခဲ့တယ်3ရက်လောက်ဈေးကူယူရတယ်နောက်ရက်ဒီမှာအသံကြားရတော့တာပါပဲသူ့အချွေရံကြီးကလာပြောတယ်ဟိုတင်းကပြောနေတယ်တွေ့ရလူပြောတာကြုံတဲ့အခါမြေရှင်ကြီးကို သူတစ်ချက်ဝင်ရရအောင်မဲတဲ့မြေရှင်ငိုခြင်းသွားပါလေဒါပေမဲ့သူ့အပြစ်နဲ့သူဆိုတော့ဘာမှမပြောတာဘူးခတ်တာကတင်းငှားလေတော်တော်နဲ့လာမရိုက်ဘူးရိုက်မယ်မှန်သိရတဲ့နဲ့လာမရိုက်သေးလို့စောင့်နေရတာပင်မန်းလှပါတယ်ဝင်ရိုက်မယ်ထင်ထားတဲ့အချိန်ဒီမှာမရိုက်ဘူးအတ္တာဆိုရင်မရိုက်ဘူးလို့ထင်ထားတဲ့အချိန်မှာသူဝင်ရိုက်လိမ့်မယ် ဲ့ဒီလိုလှည့်တွင်းရင်မြေရှင်ကြီးခမညာအဲ့လိုမပြောတော့ဘူးစားလို့လည်းမဝင်တော့ဘူးတရင်ငါရဲ့မထီဒီအပြုံးကိုလေသူမခံနိုင်ဘူးတမားတော်ကြီးကိုခေါ်ပြတော့ရှစ်ကနေမိတဲ့ကြဘိုးရိုက်တံကိုကြားရင်မြေရှင်ဘလို့နေတလဲအိုးဆက်မပြောပါနဲ့တော့ကြိုးယူကြီးစက်သိမ်းထသွားသလိုခံစားရပါတယ်ဒါဆိုသေးကြပါပြီ မြေရှင်ကြီးဖြစ်နေတဲ့ယောဂါကဂျဘုတ်ကင်စာပဲဆေးမရှိဘူးဒါဒါဆိုလုံးစရာရှိတာလေးတွေလှုပ်ပြီးစောင့်တာနေလိုက်တော့ဗောဗျာမြေရှင်ကြီးလေတထိတ်ထိတ်နဲ့ပဲရွှတ်ကနေရိုက်ဆင်းလာမယ်ဂျဘုတ်ရိုက်တန်တစ်ချက်ကိုရီလိုက်ငူလိုက်စောင့်ဆိုင်နေရတော့တယ် ဲ့ပါဇိုင်းစရာတာယာမင်းဝေရဲ့ဂျဘုတ်ကင်စာဆိုတဲ့ဝတ္ထုတူလေးကိုကျွန်တော်ຫນွေလင်းရန်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့သူများအားလုံးပဲစိတ်ရှိကြံကိုမာတွေ့လို့အိတ်စီတန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။